ျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီ YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဒီအနာလောပေါင်းရှင်ပရိငါးလုံးယူတဲ့နေ့ကိုကျွန်တော်မိတ်ဆွေများအထောက်အကူရအောင်ပါနော်ကျွန်တော်ပြန်လဲများဝေးတော့မှာဖြစ်ပါတယ်ဒီနံပါတ်၈နံပါတ်၉ကနေစပြပေးထားတာဖြစ်ပါတယ်ခင်ဗျာ963များတဲ့အနာလောပေါင်းရှင်ပရိမှာ99ဆိုတဲ့အတွက်ဒီ99ပေါင်းရှင်ကဒီမှာ short break ဖြစ်ပါတယ် ပြီးရင်နံပါတ်9မှာတော့6963ညအနော်တလုံးပေါင်းချင်းပြည့်9ခုပေါ့နော်။တုံများ63ဆိုတဲ့အတွက်6ရဲ့3ရဲ့ပေါင်းချင်း9ပြည့်ဖြစ်ပါတယ်။နောက်ထပ်တစ်ပင်မှာ395ဆိုတဲ့အတွက်ဒီအနော်တလုံးပေါင်း4ပြည့်ဖြစ်ပါတယ်။3589မှာ6တုံများ3ဆိုတဲ့အတွက်တုံများနဲ့3နဲ့ပေါင်းရှင်3ပြည့်ဖြစ်ပါတယ်။နံပါတ်7မှာ869တင်နေ3ပြည့်မှာ6နဲ့6ဆိုတဲ့အတွက်2နဲ့6ပေါင်းရှင်10ပြည့်ဖြစ်ပါတယ်။ လေရှိတဲ့မှာဒီအနန္တလောပါရှင်းနဲ့တပောင်းရှင်းကိုပြိပါနော်ခွန်ရှင်းကိုနေတုံးကဒီမှာတောင်းကျင်ဆက်တိုင်းဖြစ်ပါတယ်ငါကိုရှင်းမှာကိုနဲ့ရှင်းပောင်းရှင်းခွန်ပြိဖြစ်ပါတယ်ခင်ဗျာတင်းနေတုံး6ခွန်ထဲကတစ်တင်းလျှောက်စီတဲ့အတွက်အနန္တလောပါရှင်းခွန်ပြိဖြစ်ပါတယ်ခွန်ရှင်းကိုနေတုံးအနန္တလောပါရှင်းပြိမှာ6ကိုတုံမြကိုနဲ့တုံမြနဲ့ပေါင်းရှင်းကို ရှောက်ကိုတို့များပြီးတော့9 9 3ဖြစ်ပါတယ်ခင်ဗျာ9 3ပေါင်းရှင်းကဆက်နေပရိတ်ပါနော်ခွန်ရှိကိုနေ3တဲ့ကနေပရိတ်ချပေးထားတယ်ငါတို့များလေးဆိုတဲ့အတွက်တို့များနဲ့လေးပေါင်းရှင်းလေးနောက်ထပ်တစ်ပြင်မှာငါတို့များ3ဆိုတဲ့အတွက်တို့များနဲ့3ပေါင်းရှင်းက3 3 3 6မှာကြတော့အလေအပိပေါင်းရှင်း3နဲ့6ပေါင်းရှင်း9ပရိတ်၃ညာ၄တဲ့တပြင်မှာအဲဒီမှာ၄ပေါင်းရှင်းက9ပရိတ်ဖြစ်ပါတယ်ရှင်းလျှောက်ခွန်တပြင်မှာတော့6ရက်ခွန်ရက်ပေါင်းရှင်းက73ပရိတ်ဖြစ်ပါတယ် 6081တင်းတဲ့အနန္တလုံးပေါင်းချင်းပြိမ်ပါ6တုံများ6တုံများနဲ့6ပေါင်းချင်း6 6ရှောင်းနေ့တပြင်းမှာကြတော့69တုံများ3လေးပြိမ်စုပြီးရတာပေါ့နော်6ရှောင်းနေ့နှစ်ပေါင်းချင်း10ပြိမ်ချပေးသွားတာဖြစ်ပါတယ်ခင်ဗျာ6ရှောင်း9တပြင်းမှာကြတော့9တုံများ3လေး5ထဲက3ပြိမ်65ဖြစ်ပါတယ်ခင်ဗျာနံပါတ်25ရှိသွားပြီဖြစ်တယ်ပေါ့နော်โอเคရှောင်းရှောင်းကားပြီးတော့ဒီဘက်ကိုရှောင်းနေကနေစားပြီးတော့ကျွန်တော်ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော် ဒါသူရှာပေးသွားခဲ့တဲ့ဟာဒီဖြစ်ပါတယ်နှစ်3 4ရှစ်မှာ6ရှောင်းနှစ်ဆိုတဲ့အတွက်6ရှောင်းနှစ်ပေါင်းရှင်းသည်ရှစ်တညာလေးလေးတပင်မှာလည်းအနော်နှလုံးပေါင်းရှင်းသည်ရှစ်ပရိဖြစ်ပါတယ်နှစ်3 4ခွန်ရှစ်ထက်ကနှစ်နဲ့တပောင်းရှင်း3ပရိဖြစ်ပါတယ်ပြီးရင်တော့ရှစ်လေး3တပင်မှာတော့လေး3ပေါင်းရှင်း9ပရိဖြစ်ပါတယ်အလေးရဲ့လေး3ပေါင်းရှင်း9ပေါ့နော်ဒီမှာ3ရေးပြီးသွားတယ်6 3ပေါင်းရှင်း9 3569မှာ2399ဆိုတဲ့အတွက်တုံမြန်နဲ့9ပေါင်းရှင်9ပြည်ဖြစ်ပါတယ်။4569တုံမြန်အနောင်နှလုံးပေါင်းရှင်ပြည်မှာ9ပေါင်းရှင်6ပြည်လေငါ69တုံများပဲထက်ရတယ်ဗောနောခွန်တုံများတုံများဆိုတဲ့အတွက်တုံများပြေ69တုံများ34ပြေမှာခွန်ခွန်ဆိုတဲ့အတွက်ပေါင်းရှင်လေ69တုံများ34ပဲဗောနောအဲ့ဒီမှာ69လေးဆိုတဲ့အတွက်69ပေါင်းတာ73 9တုံများ3လေငါအနောက်တုံပေါင်းရှင်ပြေမှာ963 63ပေါင်းရှင်9 လေးငါးလျှောက်ကနှစ်ချိန်ရှစ်ကိုတော်များနှစ်ချိန်ကိုတော်များတစ်နှစ်ချိန်ပေါ့နော်တုံးလေးငါးရှစ်ကိုမှနင်းနေခွန်ဆယ်အတွက်နင်းနေပတ်ခွန်ပေါင်း9ပရိ6ခွန်8တင်းနေထက်က18ပေါင်း16ပရိဖြစ်ပါတယ်9တုံများတင်းလေးငါးထက်က3တုံည9ဆိုရင်အတွက်တုံများနဲ့9ပေါင်း9ပရိဆိုပြီးတော့အကြိမ်အဖြစ်40ချိန်ရှိသွားပြီဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်ဒီ20ကိုဘောတော့ကျွန်တော်မရှင်းပြတည်အောင်ကျွန်တော်ပြန်လည်မြောက်ပြီးတော့มาဖြစ်ပါတယ်သူရဲ့20ကိုကျွန်တော်အတူတူလည်လာကြည့်အောင်လားခင်ဗျာဒီနေ့စကနေ့ကျွန်တော်တပင်ရှင်းပြပေးသွားမယ်ဘောတော့ခွန်6ဒီ40နှစ်ကိုနှစ်ပေးရေးမယ်ဘောတော့နင်တင်နာချိန်ပေါင်းရှင်းနှစ်ချင်းချင်းဆိုတော့ပေါင်းရှင်း16 6နာချိန်ပေါင်းတာ7နှစ်ရှင်းတဲ့ဒီနှစ်ပေါင်း30ခွန်5ပေါင်းရှင်း7နှစ်ဆိုပြီးတော့ နှစ်လေး6ရှင်းရှင်းနဲ့6ပေါင်းတာ14ညာနေပါနော်။ဒါရီဒေးကို56လို့တို့မှာဖြစ်ပါတယ်။၄5 6ရှောက်ကို3ပေါင်းတော့9ညာ။အနောင်တလုံးပေါင်းရှင်း56 9ညာပြိမ့်မှာခွန်ခွန်9ဆိုတဲ့အတွက်ကြောင့်မို့ဒီအလေအပိတ်ပေါင်းရှင်းပြိမ့်ခွန်9ပေါင်းရှင်း6ပြိမ့်ချာပေးသွားတယ်ပေါ့နော်။ Okay နောက်ထပ်ဒီနေ့တန်ပဲခွန်ခွန်9တပြန်နေလေးလာကြည့်အောင်။ ှင်း6လ48ရှင်းနေတဲ့လေးပေါင်းရှင်းစနစ်ရမယ်ပါနော်3နှစ်ချိန်6ဒီရှင်းနေတဲ့နှစ်က30ဖြစ်ပါတယ်ရှင်းနေချိန်ပေါင်းရှင်း6ခွန်သုံးလ27တိကိုလေးပေါင်း9 9နဲ့ပေါင်းရင်30ဆိုရတဲ့အတွက်6နှစ်ချိန်စနစ်ကိုနှင်းနေပေါင်းတော့14ရာလေးအတွက်၄5 6 6ကို3ပေါင်းရှင်း9ပေါင်းနော်4 5 6 9 3ညအနောက်နှလုံးပေါင်းရှင်းပြိမှာခွန်3ည3ညဆိုတဲ့အတွက်3ညပြိချပေးသွားခဲ့တယ်ပေါ့နော် ုံများနဲ့တုံများနဲ့ပေါင်းရှင်းတုံများပြည့်ဖြစ်ပါတယ်။နောက်တစ်ခု96038နှစ်ကြိမ်16နှစ်ကြိမ်နဲ့နေ့ရှိတဲ့စေနေ့ရှိတဲ့စေပေါ့နော်၄နှစ်ကြိမ်ရှိရှင်းနှစ်ကြိမ်16ဖြစ်ပါတယ်ဒီ9နှစ်ကြိမ်30ဆိုရင်အတွက်ပေါင်းရှင်း7နှစ်ရမှာဖြစ်ပါတယ်နေ့ရှင်း30 6နှစ်နေ့ပေါင်းရှင်း7ရနှစ်အတွက်19တုံညာတုံများကို3ပေါင်းရှင်း3လေးအဲ့ဒီမှာ300ဆိုတဲ့အတွက်အနန္တလုံးပေါင်းရှင်း4ပြည့်ဖြစ်ပါတယ် ဒီခွန်နဲ့ခွန်ပေါင်းခြင်းပြီး celebrate ပေါ့နော်တောင်းခွန်ခွန်တပြားနေထပ်ပြီးတော့အတူတူလေ့လာကြည့်မယ်ပေါ့ခင်ဗျာဒီရှင်း6လီဒီ40နဲ့ချစ်ကိုဒီလိန်နဲ့ပေါင်းတာဆက်နေရမယ်ပေါ့နော်ပြီးရင်နောက်ထပ်ဒီလိန်လိန်နဲ့ဒီနှစ်နဲ့ပေါင်းရှင်းဒီ600မှာဖြစ်ပါတယ်ပေါင်းရှင်း6ပေါ့နော် ်နေ့နဲ့ချိန်ပေါင်းရှင်လေးအနောက်ကတင်းနဲ့တင်း9နဲ့ပေါင်းရှင်6 460 6နဲ့နှစ်ပေါင်း8ဆိုတဲ့အတွက်ချက်ကိုတော့ည34အနောက်နှလုံးပေါင်းခြင်းပြရရတယ်ဘောနောအဲ့မှာရှစ်ကိုလဲရှာပေးသွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့အလေအပိပေါင်းခြင်းကိုနဲ့လေးပေါင်း3ပြရဖြစ်ပါတယ်ရှစ်ကိုလေးတပြန်နေဓာပြင်းလေးလာကြအောင်ရှစ်ချောင်းလေး40နဲ့ချစ်ဖြစ်ပါတယ်နေ့နဲ့ချိန်ပေါင်းခြင်း ၃နှစ်ချိန်၆မြင်းနဲ့ပေါင်းတာက၈၁နှစ်ချိန်က၄၅နှစ်ချိန်၃၆နှစ်ချိန်၁၂ကို၅နဲ့ပေါင်းတာဆက်ခွန်၈နှစ်နှစ်ပေါင်းချင်း၃၈၈နှစ်ချိန်၁၆ကို9နဲ့ပေါင်းတော့73ရမယ်ပေါ့နော်။ဒါကြောင့်မို့၃၄၅လို့ယူမှာဖြစ်ပြီးတော့၅ကို၃ပေါင်းတာ၈၉အဲ့မှာ963ချာပေးသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့6နဲ့3ဝါချင်း9ပြေချာပေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ Okay 963ကနေကျွန်တော်ထပ်ပြီးပေါင်းကြည့်မယ်ပေါ့နော်ဒီ86 6ကျင်း9ကျင်း8ကျင်း9 86ပေါ့နော်6ပြည့်ရမယ်ဒီနှစ်နှစ်ကျင်းပေါင်းချင်းကလည်း9ကျင်းက78 9နှစ်ကျင်းက74 39ဟာစနစ်ကို9နဲ့ပေါင်းတာ79 64ပေါင်း10 84ကစနစ်နှစ်ခွန်ပေါင်း900ရတဲ့အတွက်ကြောင့်မို့93ညာတိတိကို3ပေါင်းတော့၄5ဖြစ်မယ်ပေါ့နော် ်9395အနောင်နှလုံးပေါင်းချင်းပရိမှာ669ဆိုတဲ့အတွက်အနောင်နှလုံးပေါင်း9ပရိဖြစ်ပါတယ်ရှစ်ခွန်ပေါင်းရှင်9ပရိโอเค66 36ကိုဒီ9နဲ့ချိန်78ဆိုတော့ရှောင်းနဲ့ရှစ်ပေါင်းရှင်က14ရာမှာဖြစ်ပါတယ်ရှောင်းနဲ့ချိန်ပေါင်းရှင်ဒီ7နဲ့3နဲ့ချိန်6ကိုနိနဲ့ပေါင်းတော့ပေါင်းရှင်7ဖြစ်ပါတယ် 6ကအဲ့ဒီမှာ၄ချိန်ပေါ့နော်24ကို9ပေါင်းတော့9နှစ်80 4ကိုပေါင်း73ရာမှာဖြစ်တဲ့အတွက်3459ကိုဖရိတ်ဖြစ်ပါတယ်68ခွန်ပြီးတော့နိနိခွန်ချပေးသွားခဲ့တာဖြစ်ပါတယ်။အနန္တလုံးပေါင်းရှင်းကနိခွန်ပေါင်းရှင်းကိုပရိချပေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။6:00နာရီ7နိနေတီမေပေါင်းတော့ပေါင်းရှင်းလေး 9နှစ်ကြိမ်30 8ရှင်းနဲ့နှစ်ပေါင်း30 9နှစ်ကြိမ်ပေါင်းရှင်းသည်8 6နှစ်ကြိမ်ကဆနစ်နှစ်ခွန်9 95ပေါင်း14ရပါဖြစ်ပါတယ်၄နှစ်၄ပေါင်းရှင်းနဲ့6ပေါင်းရှင်းနဲ့8ပေါင်းနဲ့16 6ခွန်8 7ခွန်3ပေါင်းလား7 7စနစ်အဲဒီမှာ3ရှင်းရှင်းဆိုတဲ့အတွက်8နှစ်ကြိမ်ပေါင်းတော့အောင်ရှင်း16ပြည့်ဖြစ်ပါတယ်။ Okay နောက်ထပ်တစ်ပြင်ပေါ့နော်နောက်ထပ်တစ်ပြင်ဆက်ပေးဦးမလားပေါ့နော်6နှစ်ကြိမ်စနစ် နှစ်ကိုတီ6နှစ်ပေါင်းတော့ပေါင်းရှင်းဖြစ်ပါတယ်6နှစ်ကြိမ်ဆက်နှစ်7နှစ်30 7နှစ်30 9နှစ်ကြိမ်ကဆက်လေ63.78ကိုနှစ်နှစ်ပေါင်းရင်25 7နှစ်နှစ်ပေါင်း30 45ပေါင်း900ရတဲ့အတွက်93များတိကို3ပေါင်းတော့45 33ညာကိုရှာပေးသွားတာဖြစ်ပါတယ်ဒါကြောင့်မို့3ညာနဲ့9ပေါင်းရှင်း9ပြည်ဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်ကျွန်တော်ဒီနေ့ တုံးတုံညာကိုဒီပင်ကနေလေလာကြည့်အောင်နေ6လီစနစ်ကိုနေနဲ့ပေါင်းတော့လေခုနှစ်နှစ်ကြိမ်အားလေးဆက်လေးတင်းနှစ်ကြိမ်ကနေ9နှစ်ကြိမ်30 6ကို6နဲ့ပေါင်းတာစနစ်73 35ပေါင်း800မှာဖြစ်ပါတယ်လင်းနဲ့လင်းနဲ့ဒေးပေါင်း8နေနဲ့ပေါင်းရင်30 8တလုံးကြံတဲ့အတွက်69တုံညာ34အနောင်တလုံးပေါင်းရှင်းပရိစုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီနေ့ပြန်စစ်ကြည့်အောင်ပါနော် ။ Okay ကျွန်တော်ဒီ၈ကိုလေးတပြန်နေစာဆင်မယ်၈ကို၃ည၃လေးမှာ၈ကိုလေးဒီမှာဘာလို့အပေါ်မှာ၈ကို၃ည၃လေးမှာ၈ကိုလေး၃လေး၅၈ဒီမှာဒီမှာတော့ကို၃ည၃လေး၅ဖြစ်နေတယ်ဗောနော်ကျွန်တော်ကျွန်တော်ပြန်ပြီးတော့ညကြည့်အောင်ဆေးကြည့်အောင်ဗောနော်ဒီ၈ချောင်းလေးက40နဲ့၈ဖြစ်ပါတယ်ခင်ဗျာ၈နှစ်ကြိမ်ပေါင်းရှင်း၁၆၄နှစ်ကြိမ်၈၃နှစ်ကြိမ်၆ကိုနင်းနဲ့ပေါင်းတော့ပေါင်းရှင်း၈ တီချောင်းမပါဘူးပေါ့နော်တင်းနဲ့ကျင်းနဲ့ငါးနဲ့ကျင်းတစ်ဆင်း၆နဲ့ကျင်းဆက်နှစ်ကို၅နဲ့ပေါင်းတော့ဆက်ခွန်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ရှင်းနဲ့နှစ်ပေါင်းရှင်းက၁၀ရှင်းနဲ့ကျင်းဆက်၆၆နဲ့ပေါင်းတာဆက်နှစ်နှစ်ခွန်ပေါင်း၉ရမှာဖြစ်ပါတယ်အဲ့ဒီမှာရှင်းနဲ့ကျင်းပေါင်းဖို့ကြံသွားခဲ့တယ်ပေါ့နော်ဒါကြောင့်မို့ဒီမှာပေါင်းလက်က၉တောင်ညာတိ၄၅ဖြစ်မယ်ပေါ့နော်အဲ့ဒီမှာ၅၆၃ဆိုရင်အတွက်၆နဲ့၃ပေါင်းရှင်း၉ဒီမှာပေါ့နော် ဒါကြောင့်မို့ကိုတော်များတိလေး55963ကိုတော်များတိလေး9မှာ68ခွန်3059 3059 68တိနဲ့ဒီမှာ68တိနဲ့ကိုတော်များတိလေး9ကိုတော်များတိလေး9ဒီတစ်ပတ်မှာ69တုံညာ9ချစ်ကိုတုံညာ34စပီးရမှာဖြစ်ပါတယ်ဗောနော။ Okay ဒါဒီတင်ချာတွင်ရဲ့အရာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ရှင်းပြဗီဒီယိုမှာသင်ပေးထားတဲ့ဒီပြိတ်ငါးတုံညာ၄ကနေအနောက်တလုံးပေါင်း ချင်းပရိပေါ်နော်ဒီတပတ်မှာဆိုရင်ဒူဒီတန်နေ့အရာ3 3 5 6ဆိုပြီးရနေတယ်ဒီနှစ်ခုကိုကျွန်တော်ပုံသူစုပြပေးတော့မှာဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီနေ့လာကြောင်းဒီ5 6 3 6 8 9 9 3 8 8 3 9 9ပေါ့နော်3 9 9ခုတစ်ပြင်မှာ9 9တေပုံသူတာဖြစ်ပါတယ်6 8 3 9ဆိုတဲ့အတွက်6 8 3ပရိလေးလုံးတူတယ်3 5 8 9ဆိုတဲ့အတွက်3 6 9အပရိတလုံးတူတယ်ပေါ့နော် ဒီတစ်ပတ်မှာရှစ်ကိုတော်များ၃လေးဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာဒီဆယ်နှစ်ခုစလုံးချက်ပေးသွားခင်မယ်ဆိုရင်တော့ကျွန်တော်ပုံသူပြိတိ၃လေးဖြစ်ပါတယ်အနန္တလုံးပေါင်းချင်းပြိ၃တော်မှာမဟုတ်လေးပေါ့နော်โอเคတဲ့မှာတော့ကျွန်တော်ကြိုက်တာကလေးကိုပို့ပြီးတော့အားတာတယ်ဗောနော်โอเคဗီဒီယိုကိုကြည့်ရှုအပိတ်ခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ